မန္တလေးမှာအိမ်စည်းကားနဲ့ဆိုင်ကယ်တိုက်မိပြီးဆိုင်ကယ်စည်းအမျိုးသမီးကားအောင်ညက်ပါကားအောင်ညက်ပါလာသူလူရှင်းတဲ့နေရာမှာဖြုတ်ခါကားနာဖုံးနဲ့ထက်ပြီးလမ်းဘေးထပ်မံဆုတ်ပစ်ခဲ့မင်္ဂလာပါအော်ဒီယိုဘိုင်းစော်နိုင်ငံနေကြိုးဆိုပါတယ်ဒီတစ်ခါမှာတော့မန္တလေးမှာအိမ်စည်းကားနဲ့ဆိုင်ကယ်တိုက်မိပြီးဆိုင်ကယ်စည်းအမျိုးသမီးကားအောင်ညက်ပါသွားတဲ့ဆိုတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မန္တလေးမြို့ပသိမ်ကြီးမြို့ဝင်ဆိုင်ပေါ်နီးစကူလမ်းပေါ်မှာ မနေ့က2025ခုအော်တိုဘာလ16ရက်နေ့ညဦးပိုင်းမှာမတူးမျိုးစားအဖြူရောင်အင်ကားစီးဟာဆိုင်ကယ်တစ်စီးကိုဝင်တိုက်ပြီးနောက်ရမပေးပဲမောင်းပြေးလို့ဆိုင်ကယ်စီးအမျိုးသမီးကားအောင်ညက်ပါသွားကြောင်းဒေသခံတွေကပြောကြပါတယ်။ဆိုင်ကယ်ကိုတိုက်ပြေးတဲ့အင်စီးကားဟာကားအောင်လူညက်ပါလာတာကိုရမပေးပဲဆက်လက်မောင်းပြေးသွားပြီးလူသူကင်းရှင်းတဲ့နေရာရောက်မှကားအောင်ညက်ပါလာတဲ့ခန္ဓာကိုယ်ကိုဖြုတ်ယူပြီးကားနာဖုံနဲ့ထက်တဲ့သွားပြီးရနောက် လူရှင်းကလမ်းဘေးတနေရာမှာခန္ဓာကိုယ်ကိုစွန့်ပစ်ခဲ့တယ်လို့ဆိုပါတယ်။အော်တိုဘာလ16ရက်ညာဦးပိုင်း9နာရီဝန်းကျင်မှာရင်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးကားနဲ့တိုက်ခတ်ရတဲ့ဆိုင်ကမှာဆိုင်ကသာကြံငဲ့ပြီးလူမတွေ့လို့ဘိုင်းဝန်းကူညီရှာဖွေပေးဖို့နေဆက်သူတွေကအကူအညီတောင်းထားပါတယ်။ဒီဆိုင်ကနံပါတ်သိရသူများရှိလားဗျ။9နာရီဝန်းကျင်လောက်ပတ်တန်ကြီးမြို့ဝင်ဆိုင်ပုံနာကားကနောက်ကတိုက်ပြီးပြေးသွားလို့ပါ။ဆိုင်ကဝဲတွေ့ပြီးလူမတွေ့ဘူး။ မြင်လိုက်တဲ့သူတို့ချို့ပြောကြတာကကားအောက်ပါသွားတယ်လို့ပြောကြတယ်။မိုးကလည်းရွာလမ်းမီးလည်းမရှိတော့ဘာကားလဲတေချာမမြင်လိုက်ကြဘူးတဲ့။အိမ်စည်းကားလို့တော့ပြောကြတယ်။မိန်းကလေးအတုံးဆောင်တွေလည်းတွေ့တယ်။လူကအခုထိမတွေ့ရဘူး။အခြေအနေရတာမကောင်းတော့ဘူးထင်တယ်။ကားကမန်းလေးဘက် မောင်းပြေးသွားတာပါလို့ဒေသခံတို့ကလူမှုကွန်ရက်မှတစ်ဆင့်အကူအညီတောင်းထားပါတယ်။ဆိုင်ကယ်ကိုတိုက်ပြီးကားအောက်လူညက်ပါလာကိုမရက်ပေးဘဲမောင်းပြေးတဲ့ကားဟာ အဖြူရောင်တိုယိုတာမတ်တူးမျိုးစား 3J 1013ကားဖြစ်တယ်လို့မျက်မြင်တွေ့ရှိသူများကပြောကြပါတယ်။ဆိုင်ကယ်ကိုတိုက်ပြေးတဲ့ကားဟာကားအောင်လူညက်ပါလာတယ်လို့သိပေမဲ့ချက်ချင်းရက်မပေးပဲလူရှင်းတဲ့နေရာရောက်မှရက်ပြီးတော့ခနာကိုဖြုတ်ချောင်းသိရပါတယ်။ပြီးတော့၎င်းခနာကိုကားနောက်ဖုံးနဲ့ထည့်ပြီးတော့နောက်ထပ်လူရှင်းတဲ့နေရာမှာသွားပြီးတော့လမ်းဘေးမှာဆုံးပြစ်ခဲ့တယ်လို့ ခနာကိုလိုင်းလံကူညီရှာဖွေပေးတဲ့နန်းတော်ရှိနယ်လုံးဆိုင်ရာလူမှုကယ်ဆယ်ရေးအသင်းကပြောဆိုပါတယ်။အော်တိုဘာလ16ရက်ညနေ6:45မိနစ်ချိန်ကမန္တလေးပတ္တန်ကြီးမြို့နယ်စကိုလန်းပတ္တန်ကြီးဆိုင်ပုံနားမှာ အရှိဘက်ကလာတဲ့မော်တော်ကားမှဆိုင်ကယ်အားတိုက်ပြီးရာဆိုင်ကယ်စီးသူအမျိုးသမီးမှာဆိုင်ကယ်ကျန်ခဲ့ပြီးကားအောင်ညက်ပါသွားရလို့ဘေးမှာမျက်မြင်တွေ့သူများကပြောကြားသဖြင့်၎င်းအမျိုးသမီးလူနာအားမီးစစ်လိုက်များနဲ့ ိုင်းလံစားပွေကြကြပေမဲ့အနည်းနာမှာတွဲစာများပဲတွေ့ပြီးခန္ဓာကိုယ်အားမတွေ့ရပါ၎င်းနောက်မှာတော့တိုက်ပြေးတဲ့ကားဟာအဆုတ်ဆဲရုံနားမှာခက်တရက်ပြီးတော့ကားအောက်ဘက်မှာလူပါလာမှန်းသိတာကြောင့်အတိုက်ခံရတဲ့အမျိုးသမီးအားကားပေါ်တင်ပြေးပြီးပြန်ကောက်အထက်ကျောဆဲရုံနားမှာပြစ်သွားကြောင်းသိရတယ်လို့နန်းတော်ရှိလူမှုကယ်ဆယ်ရေးအဖွဲ့မှကိုသိန်းထွန်းအောင်ကလူမှုကွန်ရက်မှာရေးသားထားပါတယ်အခုချိန်မှာတော့ဆိုပါလူမှုကွန်ရက်အဖွဲ့က အတိုက်ခံရတဲ့အမျိုးသမီးကိုကုညီကယ်ဆယ်ခဲ့ပြီးမန္တလေးပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။အတိုက်ခံရတဲ့အမျိုးသမီးဟာကံကောင်းထောက်မစွာနဲ့မသေးသေးပဲမန္တလေးပြည်သူ့ဆေးရုံကြီးမှာအနေရောင်အဆင့်ဦးကောင်းဓမ္မန်ရရွေလိုအပ်သောကုသမှုများခံယူလျက်ရှိကြောင်းလည်းသိရပါတယ်။ကားတိုက်ခံရသူအမျိုးသမီးရဲ့အမိဟာမတ်ခိုင်ဆန်နာဖြိုးဖြစ်တယ်လို့သိရပါတယ်။အဆုံးထိအောင်နားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ။